ယ်ကခေးစင်နဲ့ပတ်သက်ပြီးမှဆိုလို့အခုဆိုရတော့ဟိုအတိုက်အတာတစ်ခုရှိတော့ဒီလွှတ်တော်တွေနဲ့ရည်နှင်းမြို့နာမှုလွှတ်တော်တွေနဲ့ရည်နှင်းမှုရခက်ပြီးလို့ကျွန်တော်အဲသို့တာပါတယ်ပြီးမှအစိုးရမှစီတဲ့တာဝန်ရှိတဲ့လူတွေနဲ့တော်လကောင်းအခုလက်ရှိအစိုးရဒီ President Trump အစိုးရနဲ့အာ influence တဲ့သူတွေနဲ့တော်လကောင်းကျွန်တော်ကအတိုက်အတာတစ်ခုရှိတော့ကျွန်တော်မှဆက်ဆံရေးတွေညှို့ချမှုတွေ ကျွန်တော်တို့မှာဒီရည်ညွှန်းမှုတွေအဲတိဆောင်တိဆောင်ခဲ့ပြီးပြီပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့ဒီတို့မှာလဲ strategy ကတုတ်ခုစီပီတာရှိတယ်အဲ့ဒါအမေရိကန်နိုင်ငံเอ่อปู่ปู่อากาวเยเยพี่มาตรุเยมหาภูหาจายเอาบ่เนาะตรุซีปัวเยปู่ปู่တော့เนาะอากาวเยเยพี่มาตรุโลชวยบ่โลชวยเยซีปัวเยเยနိုင်ငံเยบ่เอ้ตุกขุเนี่ยตรุဟာ အဲ့ဒီမျက်စိတုပ်ခုနဲ့တကဘာလို့ကိုတို့ကကြည့်တဲ့အခါမှာလဲမြန်မာနိုင်ငံမှာနော်ဘလို့မျိုးကကျတို့နဲ့ချိတ်ဆက်ခြင်းအဖြစ်နှစ်ဖက်စလုံးကိုမြန်မာနိုင်ငံရဲ့အကျိုးစီးပွားရဲ့ဒီအမေရိကပြည်ထောင်စုရဲ့အကျိုးစီးပွားရဲ့ဘယ်နေရာမှာကျတို့ဖက်ဆမှုရှိတယ်လဲဆိုတာကိုကျွန်တော်ကြည့်ဖို့လုပ်တယ်ဒါကိုလည်းကျွန်တော်ကြည့်နေတယ်ထိုနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံဒီမိုကရေစီရရှိဟာအမေရိကန်နိုင်ငံ ရဲ့အာခုနလိုအနာကမှာအမေရိကန်နိုင်ငံနဲ့ကျွန်တော်နိုင်ငံကြားမှာ reliable partner ပေါ့နော်ဖြစ်နိုင်ရေးမှာဘလောက်အတိအရေးကြီးတယ်ဆိုတဲ့နေပေမှာလည်းကျွန်တော်ဆွေးနွေးနေတယ်။ Tony to be C point နဲ့ကြည့်မယ်ဆိုရင်ခုနပြောသလိုမြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်မှာတရားစသားနဲ့အမေရိကန်မှာရှိတဲ့ဥမာ technology နဲ့ဘယ်လိုဖလှယ်လို့ရတယ်လဲ။ ဆိုတော့သူတို့နိုင်ငံနဲ့အကျိုးစီးပွားနိုင်ငံကျွန်တော်မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအကြားမှာကျွန်တော်ဟာဘယ်လိုပြောမလဲဖက်ဆမှုဘယ်လောက်ရှိတယ်ဆိုတဲ့နယ်ပေကိုတေချာလေးကြည့်ပြီးမှအဲ့ဒီအချက်တုတ်ချက်နဲ့ပေါ့စီးပွားရေးရဲ့နိုင်ငံရေးရဲ့လိုချိုရေးပေါ့အဲ့ဒီတုတ်ခုနဲ့ကိုကျွန်တော်အတန်းနိုင်ဆုံးကိုဆွေးနွေးရဆုစစ်တင်များတော့ကျွန်တော်ဆွေးနွေးနေတယ်ဒါလည်းအဲတချို့ဆွေးနွေးမှုတွေကတော့၃နိုင်လောက်တော့ကြာပါတယ်ဒါလည်းတော်တော်ကောက်ပါတယ်ဆို အဆွေအအောင်မှာပေါ့အာ TPS လို့ခေါ်တဲ့ temporary protected visa နဲ့နေတဲ့ကျွန်တော်မြန်မာပြည်သူတွေလည်းရှိတယ်ဒီစက်တဘာလကျရင်တော့အဲ့ဒီ TPS visa ကတက်သားကုန်မှာပေါ့အဲ့ဒါကိုလည်းလွှတ်တော်ဖက်ကပဲဖြစ်ဖြစ်ဒီအဆွေအဖက်ကပဲဖြစ်ဖြစ်ဒီကိုသွားမဲ့ visa ကိုလည်းဘယ်လိုနဲ့ extension လုပ်နိုင်မလဲဆိုတဲ့အဲဆွေးနွေးမှုတွေကိုလည်းကျွန်တော်တို့လွှတ်တော်နဲ့ဆွေးနွေးတိုင်းမှာဒါကိုလည်းကျွန်တော်ပြော့ပါတယ် နဘာနဲ့ကဒီ scholarship ပေါ့နော် scholarship ကအဲလိစငါသားပေါ့နော်ဒီလိစငါသားကတကယ်တော့ဆိုရတော့ waste money လို့ခေါ်တဲ့ dots အနေနဲ့ကခုနဒီ alomas ရဲ့အစီခါချက်အရဆိုရတော့ဒါဟာသူတို့ကဒီ waste money လို့သူတို့ထားတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်ပြောနေတာကမြန်မာနိုင်ငံမှာဒီဆိုင်နေရတဲ့ကျွန်တော်ဒီဆိုင်နေရတဲ့ဒီပြဿနာဟာ မြန်မာနိုင်ငံမှာလာမဲ့10နှစ် လာမဲ့15နှစ်လာမဲ့20မှာဆရာဝန်မရှိရတော့ဘူးဆိုတဲ့အနာကကိုရှိကောက်ရှိကလှုပ်ချင်တယ်။နော်လာမဲ့နှစ်တွေမှာဟိုခုနပညာသားကိုတယောက်မှမရှိရဘူးဆိုတဲ့ရွယ်ချက်ချင်းနဲ့တူတူလုပ်နေတဲ့အခါမှာဒီလို scholarship ကိုချက်ချင်းအဲ့လိုဖြတ်လိုက်တဲ့အခါမှာဒီဥစားကဘလောက်အထိဒီကျွန်တော်မြန်မာလူငယ်တွေပေါ့အထူးသဖြင့် လူငယ်တွေရဲ့ပညာရေးကိုဘလောက်ထိထိခိုက်ပြီးမှဒါကိုလည်းပြန်လည်ပြီးမှပေါ့နော် review ပြန်လို့ပြဖို့ကျွန်တော်တို့ပြောနေပါတယ်နော်ကျွန်တော်ပြောနေပြပြောနိုင်တမျှတို့တို့ကိုလည်းပြန်လည်တောက်ဆနေပါတယ်တို့တို့ဒီ state department ဖက်ကနေကျွန်တော်ပြပြီးတော့တို့တို့ဆွေးနွေးတဲ့အခါမှာဒီရက်ပေါက်90ရက်ပေါက်90ဆိုတဲ့အဲအဲပြောဆိုချက်ကအရာကိုကျွန်တော်ကြားပါတယ်ဒါဟာလည်း တို့ကဒီရက်ပေါက်90အတွင်းမှာ review ကိုလုပ်နေတာပေါ့နော်ခုက USAID ကလည်းတို့က City Department အောက်မှာပြထားမဲ့ဒီမူအဖြစ်ပြောင်းလဲနေမြဲလို့နေတဲ့အခါမှာဆက်လက်ပြီးမှာပေါ့နော်အဲကျွန်တော်ပြောတာကဒီနေစာထုတ်တပြည်ထိုင်းနိုင်ငံနဲ့စာဒီမှာရှိတဲ့စေဥစေခါတွေဟာဆိုတော့အပိတ်ခံရတယ်အဲ့မှာတချို့လူတွေကတော့အဘလို့အောက်ဆီဂျင်ကိုနော်အောက်ဆီဂျင်လိုအားနေတဲ့လူနာတွေကိုတော့မှအောက်ဆီဂျင်ကိုဖြုတ်ပြီးမှာ အဲ့လိုလူနာတွေနော်တည်ဆိုးရတဲ့အထိဖြစ်ခဲ့တယ်ဆိုတာဒီကိုလည်းကျွန်တော်ပြောခဲ့တဲ့အခါမှာအဓိကတော့ဘလို့ပဲဖြစ်ဖြစ်ဒီဥစ္စာကမြန်မာနိုင်ငံတစ်ခုထက်ကိုဥတီပြီးမှအာသူတို့လို့တဲ့ဥစ္စာဆိုတာမဟုတ်ဘူးဒါဟာဒီတနင်္ဂနွေလို့ရဲ့နော်ဒီမူဝါဒတွေကိုသူတို့ဟာ review လုပ်တယ် တဏ္ဍာလောကနေဒီမှာတက္ကပါလို့ကိုသွားနေတဲ့မူဝါဒဒီအလုပ်ကိုသူတို့ review လုပ်တဲ့အခါမှာဒါနဲ့ပတ်သက်ပြီးမှတော့ဟိုဆေးရှင်နိုင်ဖို့ပေါ့ရေပောက်90ပေါ့ပြောမယ်ဆိုရေပောက်90အတွင်းမှာတော့ဒါအဖြစ်တစ်ခုတော့ထွက်လာမယ်ဆိုတဲ့ဥစ္စာလည်းကျွန်တော်ဟာကြားတာပေါ့နော်အထုတစ်ဖြစ်လူဒဆာနာလို့ပြောမယ်ဆိုရင်တော့ဒါဟာအာဘယ်လိုပြောမလဲဒီ life saving ပေါ့နော် life saving ဖြစ်တယ်ဒီ ဒီကူညီမှုမရှိဘူးဆိုတော့လူကတိမ်မဲ့အောက်ဆီဂျင်ကိုဖြိုးဝမ်းမဲ့အနေထားအထိဖြစ်နေတာကိုကျွန်တော် ပြောတဲ့အခါမှာလဲတချို့တော့အရာရှိတွေတချို့တော့အစိုးရထက်ကလူတွေကတော့ဒါကိုအဓိကတော့ဥမာ humanitarian မှာတောင်းမှပြန်ခွဲပြီးမှာပေါ့နော် emergency ဖြစ်နေတဲ့တကယ် life saving ဖြစ်နေတဲ့ဥစ္စာကိုတော့ပြန်ပြီးမှအသက်ပရိုဘီရက်စတော့ပြန်လုပ်နိုင်မယ့်အနေထားတော့ကျွန်တော်ဥမာပေါ့ အဲရိုဟင်ဂျာအဲဒီကိုပေးနေတဲ့အကူအညီကိုအခုနအကိုလုံးရပ်တားလိုက်တဲ့အခါမှာအဓိကဒါလည်းရပ်တားတဲ့အထက်မှာပါသွားတယ်။ဒါပေမဲ့နှစ်ရက်တုန်းရဲ့အတွင်းမှာတချို့ဥစားတွေကိုတော့ restoration ပြန်လုပ်တာကိုလည်းကျွန်တော်တွေ့ရတယ်။ဒါဆိုရင်တော့အဲ့ဒါဟာလည်းဖြစ်နိုင်ချေရှိတယ်ဆိုတော့မျိုးလေးချက်တော့ရှိတယ်။ဘာလို့ဆိုတော့တရက်နှစ်ရက်တုန်းရဲ့အတွင်းမှာတချို့ဥစားတွေကတော့ restore ပြန်လုပ်တာကိုတွေ့ရတယ်။ဘလုံးနဲ့ restoration ပြလုပ်တယ်လေဘလို့နဲ့ဒါကို pipeline မှာပြထားတယ်ဆိုတာကိုလည်းကျွန်တော်အတန်းနိုင်ဆိုတော့ဟို ttm tita hita မပေါ်ရည်လဲအဲ့ဒါကိုကျွန်တော်ဟာဟိုလေ့လာပြီးမှအဲ့ဒီမှာပါဝင်တဲ့လူတချို့နဲ့လည်းကျွန်တော်ဆွေးနွေးနေတာပေါ့ မြန်မာနိုင်ငံမှာကတခုပြက်ကွက်နေတာကပါလဲဆိုတော့နိုင်ငံတကာမှာရှိမယ်ဆိုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှစီလုံးမိမှုမှုကအနေနဲ့ဥပမာဆိုပါဆိုအမေရိကန်နဲ့တရုတ်ကမြန်မာနိုင်ငံနဲ့ပတ်သက်လာရင်သူတို့ရဲ့အဘူတဘောသူကြီးချက်ကနော်ဘယ်မှာရှိတယ်အဲ့ဒါအဆစစ်တဖြစ်ပေါ့နော်အဲ့လို conflict ဖြစ်နေရတော့မြန်မာနိုင်ငံအတွက်အရာပြဿနာရှိတယ်အန္တရာယ်ရှိတယ် တချိန်ထက်မှလည်းမြန်မာပြည်တွေးမှလည်းအ ਨੇ ဆိုပေါ့ဒီမိုကရေစီအာစုတွေကျွန်တော်အားလုံးကမြန်မာနိုင်ငံရဲ့အနာဂတ်ကိုဘယ်လိုတွားမလဲဆိုတဲ့ alternative plan ကိုတော့ကျွန်တော်မှာเนาะ NUGK 3C အပီပေါ့เนาะ plus plus ကအမြင်လို့တည်တယ်အဲ့ဒီနှစ်ခုကအဲ့ဒီနှစ်ခုကစဖို့ကိုလိုတယ် ဆိုတော့အဲ့ဒီနှစ်ခုဖြစ်ပေါ်လာဖို့ဆိုတာကတော့ကျွန်တော်တို့တဦးတယောက်အပေါ်မှာပလောင်ပဲကျူးစားနေလေတက်ဆိုင်တူတွေ stakeholder တွေကဟိုမပါမလားမချင်းတော့အဲ့ဒါအရာခက်တယ်နော်ကျွန်တော်မြန်မာဒီမှာမြန်မာပြည်သူတွေကကျွန်တော်တစ်ခါမှတလို့ဆိုရတော့လေးတိန်ဒီပါစီလို့ကျွန်တော်ထင်တယ်နော်လေးတိန်ဒီပါစီလို့ဆိုတော့ဒါအခမှားတာပေါ့ ဲ့ဒီလေတိနိပါဟာလည်းဘယ်နေရာမှာဘယ်နှောင်းစီမှာသူတို့မှာဟိုဆွတ်တော်အမကမတူလဲဒီနိုင်ငံမှာပေါ့နော်ဥပမာအိန္ဒိယနာမှာရှိတဲ့မြန်မာပြည်သူတွေမှာဆိုရင်အိန္ဒိယနာပြည်နယ်မှာရှိတဲ့ဆွတ်တော်အမနဲ့ချိဆက်ဖို့အရေးကြီးတယ်သူတို့အတွက်ကတော့ကျွန်တော်အတန်ကိုနားထောင်တာထက်သူတို့မဲဆာနာရှိတဲ့အတန်ကိုသူတို့နားထောင်တယ်တကယ်တမ်းဆိုရင် ကျွန်တော်ထက်ကူကတော့မှဒီနိုင်ငံမှာမဲဆာနာစီနေကျွန်တော်ပြည်သူတွေကပို့ပြီးတော့အားစီနေအဓိကတော့ watch the dc ရဲ့ subway ပေါ်မှာအကြီးအမြတ်ရှိတယ်နော်မြန်မာနိုင်ငံရင်းနဲ့ပတ်သက်လာရတော့နော်တရားထက်ကတစ်ခုပေါ့ဆိုတော့တရားထက်ကတစ်ခုလို့ပြောမယ်ဆိုရင် အဲ့ဒီ issue မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင်အဲ့ဒီမြန်မာနိုင်ငံအရေးကိုဒီဆွတ်တော်အမအတွေဒီအစိုးရတွေကိုပညာပေးနေဖို့တော့လုပ်တယ်။ update ပေးနေဖို့တော့လုပ်တယ်။ပြောချင်တာပေါ့နော်။သူတို့ကသူတို့စပွဲပေါ်မှာ Ukraine အရေးရှိတယ်။သူတို့စပွဲပေါ်မှာ Palestine အရေးရှိတယ်။သူတို့စပွဲမှာ Israel အရေးရှိတယ်။သူတို့စပွဲပေါ်မှာ Africa တိုက်ကပြီး Europe တိုက်ကပြီးအများကြီးရှိတဲ့အခါမှာမြန်မာနိုင်ငံအရေးကသူတို့စပွဲပေါ်မှာတွားထားမဲ့ လူတွေမရှိတော့ဘူးဆိုရင်တော့မြန်မာနိုင်ငံအရေးကဆိုတော့မရှိတော့ဥပမာဒီနေ့ကျွန်တော် Baptist World Airline နှစ်ချင်းခရီးယာအတိတော်ရဲ့တကဘာလုံးနဲ့ဆိုင်ရာသူတို့ရဲ့အစငီလာခါမှာဆိုတော့စကားပြုတ်ဖွပေးတယ်နိုင်ငံ80ကျော်ကတချို့ကဇူးမှာတဲ့တယ်တချို့က e-person နဲ့တဲ့တယ်အဲ့မှာကျွန်တော်တို့သူတို့ကမိတ္တရာခါလာသူတို့မှာပြည်သူလူထုကတ90ကျော်ရှိတာပေါ့အဲသူတို့ရဲ့အတိတော်မှာပေါ့နော်တ90ကျော်ရှိတယ် သူတို့ကိုလည်းကျွန်တော်မိတင်ရခါလာကတော့ဘလို့ပဲဖြစ်ဖြစ်ခင်ဗျားတို့ဖះကြောင့်အတိတော်မှာရှိတဲ့ပြည်သူတွေကိုမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှပညာပေးပေးပါပေါ့မြန်မာနိုင်ငံအရေးကိုပြောပေးပါပေါ့ဟိုဘလို့ပြောမလားဒီဖို့တော်ကြီးတယောက်ကကျွန်တော်ကိုမိတင်ရခါလာတော်တော်ဆာဆာဒါဆိုတော့ခင်ဗျားတို့စီကောက်စီကမုတ်ချက်ခက်တဲ့စာတီเจ้าကဖះเจ้าကအေက အပိုက်စားတွေတစ်ခုကိုယူပြီးမှပေါ့နော်အဲ့ဒီအပိုက်စားတစ်ခုကိုယူပြီးမှကျွန်တော်ကိုပြချစ်ပါပေါ့အဲ့ဒါတောင်းမှဘလောက်ထိကျွန်တော်မှစကားပြောမလဲတဲ့ကဲအဲ့တော့ဓာတ်ပုံပဲဖြစ်ဖြစ်အခုနသူတို့ပြေးထားတာတော့အခုနလို့ပေါ့ဒီအပိုက်စားတွေကိုပြပါနဲ့ဒါဒါ it makes sense ပေါ့နော်ဒါဒါအင်တာမဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာအမဲလို့တည်တယ်ပေါ့နော်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ပြည်သူတွေအားလုံး ပိုဝိမာတိထက်မကဆက်လက်ပြီးမှဆိုတော့ဟာအာတိမကျိုးစားဖို့လို့လုပ်သေးတယ်